ကင်ဆာဖြစ်နေပြီလို့အားလုံးကိုသိပေးလာတဲ့မိမိကိုကိုအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့တော်တော်လေးစိတ်မကောင်းစရာသတင်းလို့ပဲဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ပရိသတ်ကြီးရင်းအားပေးချစ်ခင်မှုကိုခိုင်မာရရှိထားတဲ့ MRT 4မိန်းသမီးချော်လင်းမိမိကိုကိုကတော့သူမမှာကင်ဆာပိုးရှိနေပြီဖြစ်ကြောင်းသိပေးလာခဲ့ပါတယ်။ ဒီတည်င်းလေးကိုသိရပြီးချက်ချင်းမှတော့မိမိကိုကိုကိုချစ်ပေးကြတဲ့ပြိတ္တတွေအနေနဲ့တော်တော်စိတ်မကောင်းဖြစ်နေကြတာပါမိမိကိုကိုဟာဆိုရင် အောင်မြင်နေစေကာလဖြစ်ပြီးနာမည်တခုရနေပြီဖြစ်တဲ့အချိန်မှာခုလိုချင်းနေမျိုးနဲ့ရှင်ဆိုင်နေရတာကြောင့်သူမတို့စိတ်ထိခိုက်စရာလိုပဲပြောရမှာပါ တရုတ်ဆောင်လောကမှာမီမီကိုကိုလို့ပြောလိုက်တာနဲ့မျက်ခုံးကောင်းကောင်းမျက်လုံးမျက်စံနက်နက်နဲ့ချော်မော်လာပါနဲ့မိန်းကလေးတယောက်လို့ပြေးမြင်မိကြမှာပါမီမီကိုကိုကတော့ MRT ဖုန်းရုပ်သံ channel ရဲ့မင်းသမီးတလက်ဖြစ်ပြီးပြည်သက်ချီရီအားပေးမှုကိုရရှိထားသူပါ မေမီကိုကိုရဲ့တယောက်ဆောင်ဆွမ်းရည်တွေကောင်းလွန်လာကြောင်းနဲ့သူမတယောက်ဆောင်ခဲ့ဘူးတဲ့ဇလန်တွဲမှန်သမျှတိုင်းကစသိမ့်မိုက်ထီကိုဆွဲခေါ်သွားနိုင်ခဲ့ပါနဲ့မေမီကိုကိုကသူမကိုယ်တိုင်ပါဝင်တယောက်ဆောင်ရတဲ့ဇက်ကမှကြံ့ရဆက်ရုပ်ကိုပြပြင်ပိုင်နိုင်စွာနဲ့တယောက်ဆောင်နိုင်သူတယောက်ပါ MRT ဖုန်းရုပ်သံလိုင်းကိုတစ်ချိန်ကကြီးလေရှိထားတဲ့သူတိုင်းကတော့မင်းသမီးချော်လေးမိမိကိုကိုရဲ့ရုပ်သံဇာတ်လမ်းတွဲလေးကိုမလွတ်တမ်းကြည့်ရှုအားပေးပူကြပါလိမ့်မယ်။ကြီးရောသူမြိုင်မချေးစီစတဲ့ဇာတ်လမ်းတွဲလေးကတော့တင်းယုံဆောင်မိမိကိုကိုရဲ့ masterpiece လို့ဆိုရမှာပါ။တဖြည်းဖြည်းနဲ့မရအောင်မြင်လာပြီးပြိတက်ကြီးလေးရဲ့တခဲနဲ့အားပေးချစ်ခင်မှုကိုရရှိထားတာပါ။နောက်ပိုင်းဇလန်တွဲရီရှိုက်ပြီးနောက်ပိုင်းမှာတော့မိမိကိုကိုဟာသရုပ်ဆောင်လောကကနေပျောက်ချင်မလားပျောက်ကွယ်သွားခဲ့ရပါတယ်။ အချင်းကဆိုရင်တော့အင်တာဗျူးတွေမှာတစတစမြင်ရကြားရပေးမယ်လေအခုချိန်မှာတော့လုံးဝကိုဆက်သွယ်ပြတ်သွားခဲ့ရတာပါဒါကလည်းမိမိကိုကိုရဲ့ကျမ်းမာရေးချုပ်ရင်းချက်တစ်ခုကြောင့်လို့သိရပါတယ် သူမရဲ့ကျမရဲ့ချွေရင်းချက်ဆိုတာကလည်းအခုချိန်မှာတော့သူမရဲ့ကိုယ်တွင်းမှာကင်ဆာပိုးရှိနေပြီဆိုတာပါပဲ။တယုံဆောင်မင်းမီကိုကိုကမကြသေးခင်ကသူမရဲ့ကျမရဲ့ကတာမန်နဲ့မတူပဲဖြားတာနာတာတွေကများပြီးနေမကောင်းတဲ့ရက်တွေတဖြည်းဖြည်းတူလာခဲ့ပါတယ်။နေမကောင်းတွေဖြစ်လိုက်ဆေးတွေတောက်လိုက်နဲ့သူမရဲ့ခန္ဓာကိုယ်ကလည်းလုံးဝကိုအားရဆုပ်ယုပ်သွားခဲ့ရတာပါ။ဒီလိုမျိုးဖြားနာတာတွေကပုံမှန်ဖြစ်စင်နေမတူလို့တန်တရားဝင်စရာတခုဖြစ်လာခဲ့ပါနဲ့ သူမခံစားနေရတဲ့ဝေဒနာတွေဖြစ်ရိုးဖြစ်စဉ်တွေအားလုံးနဲ့ကန်ဆာလက္ခဏာနဲ့တိုက်ကြည့်လိုက်တဲ့အခါမှာတော့ကန်ဆာလက္ခဏာတွေကခက်ဆင်ဆင်ဖြစ်နေကြတာပါ။ဒါကြောင့်မတင်ကားရနဲ့ဘန်ကောက်ကိုချစ်သူကောင်းလေးနဲ့အတူတူတွားရောက်ပြီးဆေးစစ်လိုက်တဲ့အခါမှာတော့သူမခန္ဓာကိုယ်အတွင်းမှာကင်ဆာပိုးမှန်တကယ်ရှိနေပြီဖြစ်ကြောင်းစိတ်မကောင်းစွာနဲ့ပဲသိလာရတာပါ။ကံကောင်းတာကလည်းဆိုးဆိုးဝါးဝါးမဖြစ်ခင်ကြိုတင်သိလာရတဲ့အတွက်ကာကွယ်မှုတစ်ခုပြုလုပ်လို့ရသွားခဲ့တာပါ။အခုဆိုရင်ကင်ဆာပိုးတွင်းနေရပြီဖြစ်တဲ့အတွက်ဘန်ကောက်ကိုတွားရောက်ကုသဖို့ စင်နေကြပြီလို့လည်းသိရပါတယ်။ကင်ဆာပိုးဆိုတာကလည်းလုံးဝမြင့်ပြတ်တဲ့အထိမကူတာနိုင်သေးပဲဆေးရီတောက်တာဆေးသွင်းတာတွေကိုပဲမိဝဲနေရတာမျိုးတွေကြောင့်စပင်းနေကျွလာတာအိုင်အင်းကြီးနေလာတာစတဲ့စရဖက်တွေကြောင့်တရုတ်ဆောင်မိမိကိုကိုအတွန်းစိတ်မကောင်းဖြစ်ကောင်းဝန်းနေကြတာပါ။အခုလိုမြန်မာနုပညာလောကရဲ့ခြေပွင့်တပွင့်ကဒီလိုကန်ဆာယောဂဆိုကြီးကိုခန်းစားနေရတာကြောင့်အလုံးနဲ့ထက်တူဝန်းနေကြည်ကွဲဖြစ်မိပါတယ်။ ဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေလည်းတင်းအောင်ဆောင်မိမိကိုကိုမကြခင်ပါပဲ။ကျမကြီးအမြန်ဆုံးတက်တာကောင်းမွန်လာဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်။